ဒီဇိုင်နာနဲ့ရံဖြစ်ကမီးပုံးပြန်ဝေဆုံနဲ့ကွမ်းသွားတဲ့အဲစုငိမ့်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မေဆောမြန်မာပွဲမှာတောင်ကြီးတစောင်းနိုင်ပွဲကမီးပုံးပြန်ကြီးလွင့်လာတယ်လို့ဖက်ရှင်နဲ့လူပြောများကြတာကတော့အလောက်မဲ့အဲစုငိမ့်မှာဒါကြောင့်လဲအဲစုငိမ့်ဟာဒီဇိုင်နာနဲ့ရံဖြစ်ထားတာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်ပုံမှန်ဆိုရင်အဲစုငိမ့်ကဖက်ရှင်အလန်းစားတွေကိုဝေဆင်လေးရှိပါတယ် တန်းစုငိန်ဟာငရွယ်ပြီးတော့ထပ်မြတ်တဲ့အရေးချင်းရှိတဲ့အလမဲတယောက်ဖြစ်တာကြောင့် Miss Grand International ပြိုင်ပွဲကိုမြန်မာကိုစားပြုတွားရောက်ရှင်ပြိုင်ရင်းနဲ့နိုင်ငံတကာပရိသတ်တွေနိုင်ငံတကာအလမဲတွေစောင့်ကြည့်သူများကအသိမှတ်ပြုအခြေချုပ်ချင်းကိုခံခဲ့ရပါတယ်။ဒီလိုမျိုးတန်းစုငိန်နာမည်ကြီးသွားခဲ့တာကသမိုင်းရဲ့ fashion ကအရင်စမ်းသစ်နေလို့လဲပါပါတယ်။ အခုတော့တဲဆုညင်ဟာအလမဲတာဝန်ထမ်းဆောင်တာတနည်းပြပြီးသွားတာကြောင့်စင်ပေါ်မှာနှုတ်ဆက်သွားခဲ့ချိန်မှာမိဘုံပြန်ဖက်ရှင်နဲ့ခွန်းသွားတာဖြစ်ပါတယ်။အထူးသဖြင့်တဲဆုညင်ရဲ့ဝတ်စုံကပန်းရောင်စင်ဒရယ်လာဂါဝင်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဂါဝင်ကပန်းရောင်ကြီးဖြစ်ပြီးတော်တော်ကြီးနေရပါ။ဒါကြောင့်လည်းတဲဆုညင်ကိုစင်ပေါ်မှာမြင်နေရတာကတောင်ကြီးမိဘုံပြန်တလုံးကိုစင်ပေါ်မှာတက်နေတယ်လို့ထင်ရပါတယ်။ဒါအပြင်ဂါဝင်ကပန်းရောင်မှာအနက်ရောင်အစီအစီလေးတွေနဲ့ဖြစ်လို့ငကမောက်တီးတလုံးလိုဖြစ်နေခဲ့ပါတယ်။ ဒီလိုဖက်ရှင်ခွန်ခဲ့ရကြအောင်တဲဆူငိန်တယောက်တော်တော်လေးကိုဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်တကယ်ပါလုံးကိုအကောင်မပြောပဲတဲဆုငိန်ကိုပဲအကောင်ပြောတဲ့ Facebook ဇာတ်လမ်းတမီးစိုးတောင်တဲဆုငိန်ရဲ့တောင်ကြီးမီးပုံးပြန်ဝေဆုံကြောင်းတော်တော်လေးစွန့်အားသွားခဲ့ရတယ်လို့သိရပါတယ်အထူးသဖြင့်တဲဆုငိန်တယောက်လမ်းလျှောက်တဲ့အခါမှာမီးပုံးပြန်ကြီးလိမ့်နေတယ်လို့ဖြစ်နေရကြောင်းအားလုံးကဝိုင်းဟားနေကြတာဖြစ်ပါတယ် ဒါပြင်သဲစုငိမ့်ဟာ Miss Grand မြန်မာဖြစ်ပေမဲ့ Miss World မှာနှုတ်ဆက်စကားပြောလို့အားလုံးကဝေဖန်တာကိုခံရပါသေးတယ်။သဲစုငိမ့်ဟာ Miss Grand မြန်မာ2024အလှမယ်ဆိုပေမဲ့လည်း Miss Grand Organization နဲ့လာလာမမဆိုင်တဲ့ Miss World မြန်မာ2025အလှမယ်ရွေးပွဲမှာပြောကြားခဲ့ရပဲဖြစ်ပါတယ်။ ဒါကလည်းတဲစုငိမ့်တဲ့ထူးအန်လွင်တို့ကပြီးခဲ့တဲ့နှစ်မှာ Miss Grand International Organization နဲ့ပြဿနာတက်အပြီးတဲစုငိမ့်ကတရက်ဖို့အသိခံလိုက်ရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လည်းထူးအန်လွင်က Miss Grand Myanmar National Director License ကိုပြန်အပ်ပြီးတော့ Miss World Myanmar ပွဲကိုကန့်တွယ်နေရဖြစ်ပါတယ်။ဒါကြောင့်တဲစုငိမ့်ဟာ Miss World ပြိုင်ပွဲမှာတန်ဝင်လုံလိုက်စင်ပေါ်တက်လိုက်အလမေရီကိုဆေးရလုံလိုက်လုပ်နေရဖြစ်ပါတယ်။ ဒီအတွက်လည်းတဲဆုညင်တယောက်အစောပိုင်းမှာကလေးကဝေဖန်မှုတွေကိုခံနေရတာပါအခုခါမှာတော့မစ်စဝမြန်မာပြန်ပွဲမှာသူနဲ့လည်းမဆိုင်ပဲစင်ပေါ်တက်ပြီးတော့နှုတ်ဆက်စကားပြောကငိုပြခဲ့ရကြောင်းလူပြောများနေရဖြစ်ပါတယ်အထူးသဖြင့်တဲဆုညင်ဟာဘာလို့လို့ငိုလေးရှိရကြောင်းအငိုမင်းသမီးလို့တောင်နာမည်တင်နေရပါအခုလည်းစင်ပေါ်မှာငိုပြခဲ့လို့လူတွေကဝိုင်းဟားနေကြပါတယ် ဘာဝဲဖြစ်ဖြစ်သဲဆူငိန်တယောက်စေမော်မှာနှုတ်ဆက်စကားပြောချိန်တနစ်တာလုံးမှာသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းအထူးသဖြင့်သူမလိုချင်တာဖြစ်ချင်တာတွေဖြစ်လာအောင်ခွင့်ပြုပေးတဲ့မိဘနှစ်ပါး အဲ့ဒီနောက်စေမော်မာထင်ပေါ်ကျော်ကြားထုံးတောက်လောင်ကိုကြီးပေးတဲ့ဆရာသူကိုကျေးဇူးတင်ကြောင်းသဲဆုညင်ကပြောခဲ့ပါတယ်။ဒါအပြင်သဲဆုညင်ဟာစေမော်မာမျက်ရည်ကြားခဲ့ရပါဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေကရောသဲဆုညင်ရဲ့တောင်ကြီးမီးဘုံပြန်ဖက်ရှင်ကိုဘယ်လိုမျိုးမြင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်